ဒီဟာသာလေးတွေက1930တခုဒီတော့ကြာနေတယ်ကဟာသာတွေပါ so ပထမဦးဆုံးဟာသာဖခင်ကြီးနဲ့ရက်တော်နေတဲ့အချိန်မှာတယောက်ကမျက်စိမိတ်မိတ်ပြီးတော့ရက်တော်တော့ဖေးရတယောက်ကတငယ်ချင်းဟာမင်းရက်တော်တွေဟာဘာလို့မျက်စိမိတ်ပြီးတော့အော်ဒီလိုပါ ဘုန်းကြီးစီမှာအရက်ကိုမကြည့်ပါဘူးဆိုပြီးတော့ဝန်ခံထားလို့ပါတဲ့ so now ပုံမြင်လေးတစ်ခုကဝန်တောက်မင်းအထမင်းစားနေတော့သူ့ရဲ့ထမင်းချက်ကိုမိတာဗောဟာဘလို့ရှိပြီးတော့ဟင်းမွေကနေတဲ့မှာစက်ကူပါတီပါနေတာလေ and it what တော့ဘုံကြီးတို့ရဲ့အထမင်းချက်ထင်းနေရောအဲ့တော့ဒကာမကြီးကဟောတဲ့မဟုတ်ပါမဲ့မမကြီးကဟေးဦးရဲ့မဆလာတထုတ်လုံးခတ်လိုက်ပါဆိုလို့ဖေဟာတဲ့ဆိုတော့မဆလာစကူတို့အထုတ်လုံးထိပ်ပြီးခတ်လိုက်တော့ဟင်းနေမှာစကူတွေနည်းအဲနောက်ဟာတာခုကြတော့လီမီယာနှစ်ယောက်မနေ့အေးရနိုးလာတဲ့ခါကြတော့ယောက်ျားမိန်းမကိုပြောရမိန်းမနည်း မိညာကအေးရတယ်မှာရှောင်းလိုက်တာကိုပြောပါနေတော့အဲ့ဒါမိမပြန်ပြီးကျမဘာကြောင့်လို့လဲတဲ့ဟာအဲ့မပြောပါနဲ့ကျုပ်ကိုကြီးဆဲနေတာပဲအဲ့ဒါမိမပြန်ပြောဟောအဲ့ဆိုကျမမအိတ်ကြော်သေးဘူးလေဆိုကြီးစရာလေးတော့နော်နောက်တစ်ခုကကြတော့အမေကတမီးကိုမေးတယ်မင်းကဖိုးရွှေတာတော့တဲ့အမီးမခံနဲ့ ပုံးနေပါလို့ပြောတာနေပမာပုံးနေတော့တယ်။အဲ့ဒါမိကပြန်ပြေကျွန်မချင်းတော်နဲ့မှာပုံးနေတာတဲ့။အဲ့အမေကမြေသူ့ဝေါ်တဲ့ချစ်ချင်းပြန်သွားရလားဆိုတော့အဲ့ဒါမိကပြန်ပြေတယ်။သူလည်းမိမေကိုအမြင်မခံဘူးလို့ကျွန်မလည်းအတူပုံးနေတယ်လေတဲ့။အဲကောင်းပြီပေါ့နော်။အဲနောက်ဆုံးတစ်ခုကတော့အဖေနဲ့သားနဲ့ပေါ့။အဲဖေကသားကိုမိဟဲ့မခွေညကမင်းမေအိတ်ကထဲကစိန်ငကကိုတခုနိုင်တော့မင်းမျက်နဲ့ဆိုတာ ဘာလို့မအော်ပဲမြုံနေတာလဲလို့ပြောအသားညံဖြစ်ကျွန်တော်ကဖေဖေမှလို့ညစ်စိမ့်ထားရတယ်အေးကောင်းရော်ဒီဟာအေးဒီဟာသားလေးတွေကတော့ဒါပါပဲ1932ခုနှစ်ပြီးတော့ဂျာနေလေးရမှာနောက်ထောင်ပြည့်အတွက်ကျေးဇူးတင်ပါတယ်